အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖျပြမယ့်စာအုပ်လေးကတော့ဆရာတိုးဆောင်ရေးသားထားတဲ့လညိုးထိုး၍ပန်းဝီသည်ဆိုတဲ့စာအုပ်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရဲ့ရှင်။အပျော်များစွာဖြင့်နောင်ရဲအတွက်စိတ်ကူးရင်နေသောရိုးမယ်ကိုကံကြမ္မာကလှလှပါပါပညာပေးလိုက်သည်ညံ့နေဆောင်ပြီးစဉ်မှဖြစ်တော်၏ မြင်းညိုကြီးစီးကခြံတွင်ဝင်လာသောဖေကြီးကိုအိမ်ဝါမှရိုးမယ်ပြုံးပြလိုက်သည်ဒါပေမဲ့ဖေကြီးစီမှတုံ့ပြန်မှုကိုမရပါဖေကြီးပုံစံကအာရင်ကုန်ခန်းကတုံ့ပြန်ပြောပြနိုင်စွမ်းပင်မရှိတော့သလိုဖေကြီးပုံစံကိုကြည့်ပြီးသူမအံ့ဩနေစင်မှာပဲခြံတွင်သို့နောက်တစ်ယောက်ထပ်ဝင်လာ၏ကိုကြီးမောင် ကိုကြီးမောင်သည်လည်းမျက်နာမကောင်းအားပြက်ညှိုးယော်ဟန်တွင်အထင်းသာပေါ်လွင်နေသည်အိမ်ရှိကိုရောက်တော့မြင်းမော်မဆင်းကခေါင်းငိုက်ဆိုင်ဖြင့်ဖေကြီးအိမ်ထဲရှောက်ဝင်လာသည်တကားဝတွင် သူမရက်နေတာတော့တချမ်းမဆောင်းငယ်ကြည့်မသွားဘာဖြစ်လာကြတာလဲသူမအတွေ့မဆုံးခင်မှာခြံဝစီမှာကျိန်မောင်ရိုက်ပုတ်တန်းများကိုကြားလိုက်ရပါတော့သည် အလင်းစလိုလှမ်းကြည့်တော့ကျိန်လုံးတဝင်းဝင်းဖြင့်နွားတကောင်ကိုဆွဲသွင်းလာတော့လူတအုံဖယားကြီးဖယားပင်တာမိသွားတော်သည်မြင်းဝင်းကိုကြည့်ပြီးရင်ပတ်ဖိမိသည် ဖေကြီးချစ်တော်အောင်စရာကြီးမှာဘယ်လိုမှမြင်မကောင်းအောင်ပုံပြက်ပန်းပြက်ဖြစ်နေပါသည်ဥကောင်တစ်ခုလုံးသွေးတို့ချင်းချင်းနေနေသည် လဲတိုင်းတခြားမှာလဲသွေးခွက်သွေးစည်းချောင်းတွေမနေမနော ရှေ့လက်ပြင်းနဲ့ပေါင်တစ်ချောင်းလုံးမှာလဲချစ်ရပဲ့ရတွေမြင်မကောင်းအဆိုးဆုံးကတော့တချိန်ကလှပကားဆွင့်ငယ်တော့ဥချိုကြီးနှချောင်းမှာတချောင်းကျိုးနေခဲ့ပြီအဝေးပတ်ထားတော့ဥချိုအငုတ်ကလေးမှာသွေးတွေမျက်လုံးနှင်ပါပြင်ပေါ်ဖြတ်တန်းစီကြနေ၏ ဖယားဖယားစိုးနေသွားမိသည်ထူးဆန်းနေတာကဤမြဒံရရထားတာတော့အောင်စရာကြီးမှာအငိမ်မနီတစ်ချက်တစ်ချက်ကစုံပေါက်ကခုန်နေသည်ကြောင့်မနှဲထိန်နေရ၏ပြီးတော့တစ်ခါပြန်ငိမ်သွားပါသည်စက္ကန့်ပိုင်းသာကြာပြီးနောက်တစ်ချိန်ခုန်ပေါက်လာပြန်၏ အစိုးမရသည်ကြောင့်ဝိုင်းဝန်းထိန်သိမ်းသူများမှခက်ခဲစွာထိန်ကြောင်းနေရ၏တကြိမ်တွင်လဲကိုမော့ပြီးဆွဲခါသည်ကြိုးကင်ထားသူများကလှုံမပေးတော့နောက်ခြေကိုမြှောက်ပြီး အားနှင့်ဆွဲပြေးသည် အားခြင်းမမျှသည်မို့ကြိုးထိန်ထားသူများနှွားကြီးနောက်ပါသွားကြသည် ဥတီယာမလူများထွက်ပြေးကြ၏ ခြံတွင်းမှာအနေငယ်ရောက်ရဲခတ်သွားပါသည်ကိုကြီးမောင်ထိုချင်းရာကိုကြည့်ပြီးတောက်တစ်ချက်ခတ်ခါတင်းငုံထဲမမြန်သွင်းလိုက်ကြစမ်းကွာကြာရင်ဒီကောင်တော့ငါးလက်စာမိတော့မယ်လူငါးယောက်ဝိုင်းကအောင်စရာကြီးကို မနိုင်တနိုင်ထင်းရင်တင်းငုံထဲဆွဲသွင်းသွားကြသည် ကိုကြီးမောင်ကတော့နွားကြီးတင်းငုံထဲဝင်သွားသည့်တိုင်ခါထောက်ရက်ကြီးနေသည ဘာတွေဖြစ်လာတာလဲသူမှမမေးရဲ့ဒါပေမဲ့အောင်စရာကြီးပုံစံနဲ့အလौတမားများဤတီတူပြောစကားအရာမကြုံစဘူးဥချမ်းသာနွားပွဲရှုံးလာပါတဲ့နောက်တနေ့မနေ့အစောကြီးမှာပင်မြင်းတစည်းနဲ့ဥချမ်းသာအိမ်မထွက်သွားခဲ့သည်ဘဲကိုသွားမည်ဟုမြည်သူကိုမျှမပြောသွားသလိုဘဲသူကိုမှလည်းအဖော်ခေါ်မသွားခဲ့ မိုးပင်မလင်းသည် နေမွန်းတိမ်မိစဉ်မှာပြန်ရောက်လာသည်မျက်နှာကအတိုင်းထည့်အလွန်ပြည့်ဝင်းကစိတ်ပင်ပန်းမှုနှင့်မွန်းချက်ဟန်တွင်အထင်သာပေါ်လွင်လိုကြီးစွာသောစိတ်ဒုက္ခတစ်ခုကိုအသက်ရွယ်နေမလိုက်ထံပိုးထားရသလိုမြင်းပေါ်မှာဆင်းတော့အရာအလုံးကအတက်မဲ့နေသည်။ နောင်နာတစ်ခုကိုရင်ဝယ်ပါရင်အိမ်တွင်ဝင်ခဲ့လိုက်သည်သူ့အိုးသူ့အိမ်သူ့ပိုင်ဆိုင်မှုတွေအားလုံးကပင်သူ့ကိုမခင်တွေ့တော့သလို မလီစားတော့သလိုဒိုမဟောဟာတိုင်လောင်ပြောင်းနေတယ်လို့ဝန်နေမှု မချစ်တင်ခဲ့ဖြစ်မှုတို့ကရင်မာအပြေလန်တရှောင်းငိုလာခဲ့ရသည့်မျက်ရည်တွေပင်ပါးပေါ်တွင်စိုးဖန်းဖန်းရှိသေးသည် အန်ကျိတ်ထားရလွန်းသဖြင့်တွားတွေပင်ကြွထွားမတန်းမျက်လုံးတွင်မှချစ်တော်သမီးလေးရဲ့မျက်နှာသူ့အားမိခိုးတံမွေးနေသောအလုံသမားများ၏မျက်နှာတွေတလဲစီပေါ်နေသည် ခံပြေးနာကြီးစိတ်ကရင်တွင်မှ တလိမ့်လိမ့်တက်လာ၏ကိုကိုကိုဆက်ဆုပ်စွာ တောက်တစ်ချက်ခံမိသည်သမီးလေးနှင့်အတူတမလွန်မှဇနီးတဲ့ သူ့ကိုဘဝစတိုင်းနာကြီးနေတော်မူအန်ကျိတ်ထားလျက်မှမျက်ရည်တို့ပွားပြင်းမောစီးကြလာ၏မိုက်လိုက်တာကွယ်ကိုကိုကို အပြစ်တင်ယုံမှတပါအချားမရှိတော့နောင်နာသည်အဘယ်မှာချိုမြိန်ပါမည်နီရိုးမယ်လေတမီးရေဖေကြီးခေါ်နေတယ်ဟုတ်လာပြီကြီးမေ မိုးလင်းကလေးကတချံဝင်းလုံးတိတ်ဆိတ်အသက်မဲ့နေသလိုခံစားနေရ၏ဖေကြီးကလည်းမိုးမလင်းမီကပင် အပြင်ထွက်သွားသည်ယခုတော့ပြန်ရောက်လာပြီထင်သည်ဘာတွေအရေးကြီးလာပြန်သည်မသိဧကန်းကိုရောက်တော့ဖေကြီးကကျင်းကလေးတိုင်းမော်တွင်ပင်မနှမ်းတွင်စွာထိုင်နေသည်ဖေကြီးတမိရောက်ပြီ သူမအတန်ကြောင့်မှေးစင်ထားသောမျက်လုံးအစုံဖွင့်လာကထိုင်ညွန်ပြသောထိုင်ကုန်းတွင်ဝင်းထိုင်ပြီးစင်မှာဖေကြီးကတပြင်းရှည်ကြီးတစ်ချက်ကိုပြူ၍တမီဖေကြီးကိုချက်လာရှင်ထင်းမှန်မထားသောမိကွန်းကြောင့်ရိုးမယ်အံ့ဩသွားသည်ဒါပေမဲ့ချက်ချင်းမင်းချစ်တာပေါ့ ဒီအိမ်နဲ့ခြံကြီးကိုရောချစ်တယ်။သူမအဖြေဆုံးတော့ဖေကြီးခေါင်းတဆတ်ဆတ်ညှိနေသည်။ရိုးမယ်မှာတော့ဖေကြီးရဲ့မိဝန်းများကြောင့်နားမလဲစွာကြောင်ငင်းငင်းထိုစင်မှာပင်တတိယမြောက်မိဝန်းကိုဖေကြီးမေးလာသည်။ခြံထဲကအလုံသမားတွေကတမီ။သူတို့တွေကိုလည်းချစ်တာပေါ့။ တမီးမွေးတဲ့အချိန်ကစပြီးတော့အခုအချိန်ထိသူတို့တွေကတမီးရဲ့အဖော်ပဲဥစ္စာဦးကောင်းတစ်ခုလေးပင်စွာနှိပ်ကြလာသည်ပြီးတော့ဗနကျိန်မြောင်မန်းမတည်တော့တပင်းကိုချကသူတို့တွေအကုန်လုံးကဖေကြီးတို့တားဖနှစ်ယောက်အပေါ်မှာမိခိုနေကြတာဒီအိမ်ဒီချမ်းဝင်းကြီးမရှိတော့ရင် ဖေကြီးတို့ရဲ့အလို့အကိုင်းလေယာရီမရှိတော့ရင် သူတို့ဒုက္ခရောက်ကြလိမ့်မယ် ခိုကိုရံမဲ့သွားကြလိမ့်မယ်။ဟုတ်တယ်လေ။ဖေကြီးကသူ့မမျက်နှာကို အကြာကြီးငေးကြည့်နေပါသည်။ကြည်နေရင်ပင်ဖေကြီးမျက်ဝန်းမှာမျက်ရည်စရွေရစ်တိုင်းလာ၏။မျက်လုံးဆောင်စိုးများနီးထွေးဆူဆော့လာသည်။ထိုအခါမှာဖေကြီးဖေကြီးဘာဖြစ်နေတာလဲ။ သူမဤစိုးရင်တကြီးအမေးစကားနှင့်အတူဖေကြီးနှုံးမှ ထွက်လာသောစကလုံးအချို့ငိုတန်းဆိုသောထိုးစကလုံးများကသူမနာရင်သူပူလောင်ခါသက်စွာ စီးကြသွားသည် ကနောင်ကနောင်ဟဲ့ကောင်ကနောင်ခြံတွင်သူအလောတကြီးပြေးဝင်လာသော ကိုကြီးမောင်ကိုမြင်တော့ကိုကြီးမောင် ကျွန်တော်ဒီမှာဆိုင်ခင်းရေလောင်းနေရာမှာရှာတွေ့စေရန်လှမ်းអော်လိုက်သည်ကျွန်တော်ကိုမြင်တော့လမ်းမေးမှာမုံလာမြောင်းကိုခုံကြော်ပြီးအမောတကောပြေးချလာ၏ဤများသည့်ရေကြီးတုပ်ပြာပုံစံကိုကိုကြီးမောင်စီမှာမမြင်ဘူးသည်မို့ကျွန်တော်အံ့ဩသွားရသည်ပြေးလာနေရာမှာမင်းတို့တော့ဒုက္ခရောက်ပြီးကနောင်ကြီး မင်းနဲ့ရိုးမယ်တော့ဒုက္ခရောက်ပြီ။ဗျာရိုးမယ်ဆိုတော့အတန်ကြောင့်ဘဲပဲရင်အောင်မှာဒိန်ကနေဆောင်ခုံသည်။ဟိုမှာရိုးမယ်ဒုက္ခရောက်နေပြီ။ပခုံးပေါ်ထန်းထားသည်တဘိုးနှင့်ရေပုံးတို့လွတ်ကြသွား၏။ကစင်ကလျာမှောက်လဲသွားသောရေပုံးကိုကြော်ခွာပြီးကိုကြီးမောင်စီပြေးသွားကဘာဖြစ်လို့လဲရိုးမယ်ဘာဖြစ်လို့လဲ။ နိုင်ချင်မြင့်ကြီးဖြစ်နေသောရင်ဘတ်ကိုဖိကအတန်းဝအောင်အရင်ရှူသည်ပြီးတော့မှရိုးမယ်ရိုးမယ်တွေးပင်ရွာတထေဥတိုင်ညုံနဲ့လက်ထက်ရတော့မယ်ဘာကိုနားပင် ကိုမယုံနိုင်ကိုကြီးမောင်မခုံးကိုလှမ်းကင်ပြီးဘာပြောတယ်ကိုကြီးမောင်ဘာပြောလိုက်တယ်ကျွန်တော်ရဲ့ဒုတိယမြောင်မေကွန်းကို ိုကြီးမောင်ကရတိပြက်ပြန်ဖြီရိုးမယ်တွေးပင်ရွာတထေဥတိုင်ညုံနဲ့လက်ထက်ရတော့မယ်ဟာဘာရီလဲနေအောင်ငါရှင်းပြမယ်နားမလည်နိုင်တော့ကျွန်တော်ပုံစံကိုကြည့်ပြီးကိုကြီးမောင်ကကြပြာကြာဝင်ရှင်းသည် မနေ့မနေ့ကငါတို့ရွာနဲ့တွေးပင်ရွာကြားစားမြေဝင်းမှာနွားတိုက်ကြတယ်အဲ့ဒီမှာ ငါတို့ရှုံးသွားတယ်။ခနာတစ်ဖြုတ်ထူပူသွားသောကြောင့်ကိုကျူးမောင်ဆိုလိုရင်းကို နားမလဲ။ထိုကြောင့်ကျွန်တော်နားမလဲဘူး။ဒီလိုပါ။မင်းကငါတစ်ခါပြောဘူးပါတယ်။တွေးပင်ရွာတထေးဥတိုင်ညိုနဲ့ငါပါကြီးချမ်းသာနွားဝဲချိန်ထားတယ်ဆိုတာလေ။ငါတို့အောင်စရာကြီးနှက်ပြတော့မင်းအောင်ချမ်းနေလာသေးတယ်ဥစား။ဟုတ်တယ်လေ။အဲ့ဒါနဲ့ဘာဆိုင်လို့လဲ။ တကယ်လဲကိုကြီးမောင်ပြောနေသမျှရိုးမယ်နှင်းလားလားမှမဆိုင်ပြီအေးမနေ့ကနွားပွဲမှာငါတို့အောင်စရာကြီးရှုံသွားတယ်နားပွဲရှုံတော့လောင်းထားသမျှကုံရောဆိုပါတော့ကွာငါပါကြီးရှုံနေဆိုကြတဲ့ကညနာပြက်ကြသွားတာဘသူမှတော့စကားမပြောနိုင်တော့ဘူးဒါပေမဲ့သူတို့ဘယ်လောက်ကြီးလောင်းထားတယ်ဆိုတာမနေ့ကဘသူမှမသိခဲ့ဘူး ဒီနေ့အစောကြီးဘာကြီးချမ်းသာအင်းကားထွက်သွားတယ်။တအောင်းနေကားမှပြန်လာတယ်။ဦးတိုင်ညိုစီက ပြန်လာတာ။ဘာကြီးချမ်းသာပြန်ရောက်မှဂနေးကနွားပွဲလောင်းကြီးကိုတိတော်တယ်။ဘလောက်လဲ။စီးစိန်အကုန်ကြီး။ဟင်းဟုတ်တယ်။ဘာကြီးချမ်းသာနဲ့ဦးတိုင်ညိုဒီနွားပွဲမှာစီးစိန်အကုန်ကြီးလောင်းထားတာ။ငါတို့နိုင်ရင် ဥတိုင်ညိုရဲ့စီးစဉ်အကုန်ရမယ်။ငါတို့ရှုံးရင်ဘာကြီးချမ်းသာပိုင်ဆိုင်သမျှစီးစဉ်အကုန်ပေးရမယ်။အခုငါတို့ရှုံးသွားတယ်။ကျွန်တော်ရင်မခုံအောင်မြားပြားလွန်းလာတော့လောင်းကြီးကိုလည်းစိတ်မဝင်စား။ကျွန်တော်နဲ့သက်ဆိုင်တာဒီယိုးမယ်။အရေးကြီးတာဒီကျွန်တော်ချစ်သူဒါပေမဲ့ဥတိုင်ညိုကအခွင့်အရေးတစ်ခုပေးတယ် ရိုးမယ်ကိုသာသူနဲ့ပေးစားရင်ဘာကြီးချမ်းသာရဲ့စီးစိမ်တွေကို တပြားတချမ်းမှမယူဘူးတဲ့။ဘာခံပြင်းစိတ်ဖြင့်ကျွန်တော်အတန်ကြဲလောင်သွားသည်။ခန္ဓာကိုယ်မှသွေးတွေပင်ပွက်ပွက်ဆူလာတော့နောက်ပြီးသူနဲ့လက်ထက်တဲ့နေမှာပဲရိုးမယ်ကိုသူ့ပိုင်ဆိုင်တဲ့စီးစိမ်တဝက်ခွဲပေးမယ်လို့ပြောတယ်။အဲ့ဒါနဲ့ပဲခမည်းပါကြီးက သူ့စိမ့်စိမ့်လည်းမပေးရသူများစည်းစိမ်လည်းတဝဲရမယ်ဆိုပြီးတမီးကိုထိုးပေးလိုက်ရောလားဗျအုပ်ဆက်ယိုးကြီးမဟုတ်ဘူးကိုကြီးမောင်က အလင်းစလိုတားမြည်သည်မင်းထင်သလိုမဟုတ်ဘူးဘာကြီးချမ်းသာကရိုးမယ်ကိုအရန်ချစ်တယ်ငါတို့လက်အောက်ငယ်သားတွေကိုလည်းတားသမီးနဲ့မချချစ်တယ်တကယ်လို့ဘာကြီးသာအားလုံးစွန့်လွတ်လိုက်ရမယ်ဆိုရင် ခြံထဲကအလုတ်သမားတွေဒီအိမ်နဲ့ခြံကြီးကိုမှီခိုနေတဲ့မိသားစုတွေအယောက်ပေါင်းများစွာသောပါဇက်တွေထမင်းငတ်သွားလိမ့်မယ်ဓာရီကိုကြည့်ပြီးရင်သွေးနဲ့ဘဝပေါင်းများစွာလဲလိုက်ရတဲ့သဘောပဲဟာဗျာကျွန်တော်စိုးနေစွာရေရိုမိလိုက်သည်ဘယ်လိုလုပ်ရမှန်းပင်မဝေခွဲနိုင်တော့ရိုးမယ်ရိုးမယ်ကရော့ ငါထွက်လာတော့အခန်းတကားပိတ်ပြီးငိုနေတယ်။ဟာရင်းထဲမှာဘာမှမရှိတော့သလို ဟာထွက်သွားသည်။အသက်ရှင်မှုရဝင်းများအလုံးပင်အေးခဲတုန်ဆိုင်သွားသလိုထိုးစင်းမှာပင် ကိုကြီးမောင်ဤနောက်ဆက်တွဲစကားတစ်ခုကကျွန်တော်ကိုတက်လှန်လိုက်တော်၏။ညနေ6နာရီရိုးမယ်ကို တွေးပင်သွားပို့ရမယ်။ ရင်တွင်းမှာပောက်ကွဲသွားသောဘုံတလုံးမင်းမလုပ်ချင်လဲမင်းတခုခုဆုံးဖြတ်လို့ရအောင်အချိန်မီငါလာပြောတာတွေ့ဝေစရာမရှိတိကျသော စကားတခုနှုံမှထွက်သွားသည်ကျွန်တော်ဘလို့မှလက်မခံနိုင်ဘူးအေးငါလဲတိုက်ညိုလို့လူမျိုးလက်ထဲကိုငါညီမကိုထည့်မပေးနိုင်ဘူးဒီလူကြီးရဲ့မယားအဖြစ်မခံနိုင်ဘူးအဲ့တော့မင်းမလုပ်မလဲ ကျွန်တော်ယူမယ်ကိုခိုးပြေးမယ်။ကိုကြီးမောင်မျက်ဝန်းစီမှာလင်းလဲသွားသောအယောင်တစကိုမြင်လိုက်ရသည်။ဟုတ်ပြီ။ဒါဆိုညနေ6:00နာရီမှထိုးခင် ရွာထိပ်ကိုလာခဲ့။ကိုကိုပင်အောက်မှာစောင့်နေ။ငါယူမယ်ကိုမဖြစ်ဖြစ်အောင်ခေါ်လာခဲ့မယ်။ကိုကြီးမောင်စကားကြောင့်ကျွန်တော်နှလုံးသွေးတို့ပူနွေးသွားကခမည်းဖြစ်ပါမလား။ရတယ်။နောက်ပိုင်းကိစ္စတွေငါကြည့်ရှင်းမယ်။ ဘလို့မှရှင်းမရလဲတစ်ဖက်နဲ့တစ်ဖက်တက်ကြုံပေါ့ငါရဲ့အချစ်ဆုံးညီမလေးကိုတော့ဒီလိုလူမျိုးစီသွားမဆက်သာနိုင်ဘူးဦးချမ်းသာကရော သူကိုယ်တိုင်တွင်းပင်ကို လိုက်ပို့မှာအိမ်ကမထွက်ခင်ငါရအောင်ခေါ်ခဲ့မယ်ပြီးလေပြီအချိန်မရှိတော့ကိုကြီးမောင်ကိုပင်တသက်တာကျေးဇူးတင်ရတော်မူထို့နောက်မှာဒါဆိုငါပြန်တော့မယ်အိမ်မှာလဲဒေါ်လေးအေးမေတော်တော်တောင်းချမ်းနေတယ် တအိမ်လုံးနဲ့ပွက်လို့ရိုက်နေပြီပြောပြောဆိုဆိုခြံဝါးဘက်စီကိုကြီးမောင်ပြေးထွက်သွား၏အတော်ဝေးဝေးရောက်မှနောက်ပြန်လှဲ့ကမင်းလာပြန်အောင်လာခဲ့နော်စိတ်ချမဖြစ်ဖြစ်အောင်လာခဲ့မင်းပြန်တန်းခိုင်မာစွာဂရီပြူလိုက်သည်မတော်လို့မဖြစ်ပါရိုးမယ်နှင့်ဝေးရန်လည်းမဖြစ်ချစ်သူနှင့်ကြွေကွင်းရသောဒုက္ခသည်ကား ကိုကြီးမောင်ပြန်သွားတော့နေဝင်ဆောင်လူပြီရင်တွင်းမှာပလောင်ဆူနေသည် စိတ်တွေရောက်ရခတ်နေပေမဲ့တွေ့ဝေခြင်းတော်မဟုတ်ဆန္ဒစောလုံးနေတာပါ ကိုကြီးမောင်ပြန်သွားပေမဲ့ဦးလေးတောင်းကရောက်မလာသည် စိုက်ပျိုးရေးပစ္စည်းများနှင့်လုံးအပ်တာဝယ်ရန်ဦးလေးတောင်းမြို့တက်သွားသည်ယခုအချိန်အထိအိမ်ပြန်မရောက်သည် တန်းရှိတွင်ခေါတို့ခေါပြန်လမ်းဆောင်ရင်ဦးလေးတောင်းကိုမျောနေမိသည်ရိုးမယ်နေဝေးရန်မဖြစ်နိုင်သလိုဦးလေးတောင်းကိုလည်းတွေ့ခြင်းသေးသည်အကျိုးအကြောင်းပြောပြခြင်းသေးသည်တန်းရှိတွင်ခေါတို့ခေါပြန်လမ်းဆောင်နေသောကျွန်တော်ကိုရွှေခဲကတော့မျက်စိနှောင့်နေပေလိမ့်မည် ခြံဝါးကိုလှမ်းမြော်လိုက်အနောက်ဘက်ကောင်းကင်မှာတီးဤကြဆင်းနေသော နေလုံးကြီးကိုကြည့်လိုက်လူက နေမထီထိုင်မသာ နောက်ဆုံးဘယ်လိုမှစိတ်မရှိနိုင်တော့သည်ကြောင့်ခြံရှိတွင် ထွက်မြော်နေလိုက်သည် မျက်စိတဆုံးလှမ်းမြော်ကြည့်မိ၏ခံဝေးဝေးစီမှ လေးချိန်နှင့်လွင့်လူနေသော ဖုံများမှလွဲပြီးလူရိတ်လူရောင်မတွေ့ရပါ ကြောက်ကြီးရွာထီသာကားရောက်ပြီးဒီဘချမ်းကိုလှဲကြုံဆောင်စီရမည်မို့နွားလဲတန်ကြားလို့ကြာညာနားဆွင့်ထားရသေးသည်ဒါပေမဲ့အချိန်ကုန်စိတ်ပင်မန်းတာသာအဖတ်တင်သည်အနောက်ရိုးမှသို့နေလုံးမေးတင်ပြီးသည့်အတိုင်းဦးလီတောင်ရောက်မလာခဲ့ အချိန်ကာလဤစိုးရိမ်ပွဲအနေအထားကိုတဖြည်းဖြည်းရောက်လာပြီးမှမတတ်နိုင်စွာနဲ့ပဲဆုံးဖြတ်ချက်တစ်ခုကိုခြာလိုက်ရတော်သည်ဦးလေးတောင်းကိုဆက်ဆောင်ရန်မဖြစ်နိုင်တော့ပါ စာရေးပြီးတော့သာထားခဲ့တော်မူထိုနောက်မှာတော့အတွင်းပြန်ဝင်ကယူစရာရှိတာများကိုယူသည် အဝိနှစုံနှင့်ငွေစားအချို့ ပေတော့မပါမဖြစ်လက်ဆွဲတော်ပါကြကလေးနောက်ထပ်လိုအပ်တာများကိုအလင်းအမြန်စဉ်းစား၍ဂရိုင်းကြရစုကလုံကြီးဝင်းတစ်ထည်ဖြစ်ပတ်ပြီးကြောမာလွယ်သည်နာယီကိုလှမ်းကြည့်တော့အချိန်နီးကန်နေပြီဦးလေးတောင်းနားလေစီရန်စာတစောင်းအလင်းအမြန်ရေးပြီးထားခဲ့ရသည်တဲပေါ်စင်းစင်မှာပဲတိုင်းတိုင်းဆိုင်ဆိုင်ပင် ငါတူရေထူထူချာချာမင်းမေစာပို့လာတယ်ကွအော်တန်နဲ့အတူခြံတွင်းဝင်လာသည်ဥလေးတောင်လှမ်းကြည့်တော့မျိုးဟာဝဲလာသည်ဝင်းစည်းစလဲများထန်းပိုးကခြံတွင်းဝင်လာသည်အိမ်ဝါမှကျွန်တော်ပုံစံကိုမြင်တော့ဟာဘဲသွားမလို့တော့ကွာအမေကိုမဖြေအားပဲတိကျင်သောအကြောင်းအရာကိုအလင်းစလိုမေးလိုက်သည် မေမေစာပို့လိုက်တယ်ဟုတ်လားအေးကွာငါမြို့တက်တဲ့နေ့မှာပဲတိုက်တိုက်ဆိုင်ဆိုင်ကားဂိတ်ကိုငါနံမီနဲ့စာရောက်လာတယ်ငါအမကတော့မင်းကိုလွမ်းနေပြီထင်တယ်ကွာကျွန်တော်ကိုပေးပါဦးဦးလေးတောင်းကတဲပိုးလာတော့ပစ္စည်းများကိုအိမ်ရှိကွက်ပစ်ပေါ်ခြာလိုက်သည်ပြေတော့လွဲထားသောကြောပို့ရီအတွင်မှစာတစောင်ကို ထုတ်ပေး၏ ကြ бя ကြာယူကြည့်လိုက်တော့မြစ်တာအပြည့်ဖြင့်မိမိလည်းရေတေးသေးလေးများကို အရင်ဆုံးမြင်ရပါသည်ပြီးတော့တာကြီးအင်းကိုစစ်တပ်ကလူတွေရောက်လာတယ်တအိမ်လုံးမှွေနောက်ပြီးမင်းအဖေကိုစစ်မေးဖို့ဖမ်းခေါ်သွားတယ်မင်းတငယ်ချင်းတွေ အားလုံးလည်းဖမ်းမိသွားကြပြီ အခုနေရာက မလုံခြုံတော့ဘူးအ мян ဆုံးပြေးတော့မေမီ ဟင်စာဆုံးသွားစင်မှာပဲကျွန်တော်တကူလုံးတောင်းမှခါသွားသည်ကျွန်တော်ပုံစံကိုမြင်တော့ဥလင်းတောင်းမှာကြ བྱ ားကြရာစွာကိုဆွဲอยู่ဖတ်ကြည့်သည် ထိုအခါမှာပဲဟာအဲ့ဒါမှဒုက္ခပဲအထိတ်တလန့်ဖြစ်သွားတော့ဥလင်းတောင်း၏အတန်နှင့်မျက်နှာတောင်းမှန်နေရာမှာကျွန်တော်တရိဝင်သွားစဉ်ကြောင်ကြီးကားပေါ်မှာ မျက်နှာစိမ်း၄-၅ယောက်ကို တွေးခဲ့တယ်။သူတို့တွေထင်တာပဲ။ကားဝေါ်ကလူတွေကိုတောင်စစ်မေးနေသေးတယ်။ဟင်းကြက်သိန်းတို့ဖျန်းကနေထသွားစဉ်ငါလှဲကြုံစောင့်စည်းလာတာလမ်းမှာတော့သူတို့ကိုမတွေ့ဘူး။ဒါပေမဲ့စကားမဆုံးလိုက်တော့ဆုံးဖြတ်ချက်တစ်ခုချရန်ပင်မလုံလောက်တော်သော အချိန်၌ခြံဝါးမှထွက်လာသော အမိန်တန်တစ်ခု မကြားခြင်းသုံးစကား နာရင်းတို့တန်ရီဘူးလောင်းချလိုက်တဲ့လို့နာကြီးပူလောင်လောလာသည်စကားကျွန်တော်အာယုန်နှင့်အတိညာန်တွင်တသက်မမီသည်စကားတွေးမိတိုင်းတွေးပွဲပွဲစူစီမိစကားကနောင်မင်းကိုငါတို့ဖမ်းလိုက်ပြီဦးလေးတောင်းနေကျွန်တော်အကြည်ချင်းဆုံးသည် နေရာမှခုံထွက်ပြီးပန်ဝင်းချင်းကိုလေ့လာတော့ခြံဝင်ပေါင်းမှလူနှစ်ဦးအတွင်းဝင်လာနေသည် မေမျိုးပန်းခြုံွယ်မှ လူတယောက်ထလာသည် ရေတွင်ပချမ်းစီမှကျွန်ုပ်စီလှမ်းလာနေသောနောက်ထပ်လူနှစ်ယောက်ပြေးပေါက်မရှိအောင်ဝန်းရံထားလိုက်ခြင်းဖြစ်သည် နောက်ထပ်ဘယ်နှစ်ယောက်ထွက်လာအောင်မလဲစောင့်ကြည့်မိသေး၏ထတ်ထွက်မလာတော့ပါစွတ်စုပေါင်း900ဘဲချင်းကလေးကခြံနေရောက်နေကြသည်မသိဘူး ကျွန်တော်ပစ္စည်းများထုတ်ပိုးနေခြင်းဝင်ရောက်နေရာယူထားခြင်းဖြစ်နိုင်ပါသည်ငါတွေးခဲ့တာသူတို့ပဲနှစ်ဦးတည်းကြားလောက်ရောဥလီတောင်လှန်ပြောသည် ထိုစင်မှာပဲခြံဝါးမှာဝင်လာသူနှစ်ဦးအနေတအူးက၆လုံးပြူတနတ်ကို ထုတ်သည်ခေါင်းဆောင်ဖြစ်အံတူပါသည် ကျွန်တော်ကိုထိုးချိန်တော့ခေါင်းထဲမှာဆုံးဖြတ်ချက်တစ်ခုအတွေ့အတွေ့တွေစုပြုံလာ၏ကျွန်တော်ငြိမ်ဝတ်စွာဖန်းခံလိုက်ရမည်လားဒါဆိုရင်ရိုးမယ်နှင့်သေချပါဝေရတော်မည်မဖြစ်နိုင်ပါဒီလိုဆိုတော့လိုအပ်သောအကွာဝေးရောက်စင်မှာတနက်ကင်လက်အားကျွန်တော်လျှက်ရက်တစ်ပြည့်ခုန်ကန်လိုက်သည် ထင်မှန်မထားသည်မို့တနက်ကင်လူဘာမှမလုံနိုင်ပါဖြောင်းဖြောင်းကနေတန်နေအတူတနက်မှာခံဝေးဝေးပန်းကြုံလေးကို လွင်ထွားသွား၏ထိုနောက်မှာတော့တိုက်ပွဲစတင်လေပြီကြောင်ငင်းနေသောလက်တလုံးအခြေအနေကို အခွင့်ကောင်းယူ၍ခေါင်းဆောင်ဖြစ်သူအားဘဲဝိုက်ညာဝိုက်နှလုံးပြည့်ကျွေးလိုက်၏ နောက်ဖက်မှတယောက်ကကျွန်တော်ကိုဖမ်းချုပ်သည်ကျင်သားရနေသောတရောင်တစ်ချက်ကဖမ်းချုပ်သူနန်းချားကိုဆွေကနေဝင်သွားသည်တန်းရှိတွင် အခြေအနေနှဲငယ်ရှုပ်ထွေးသွားတော့ဦးလေးတောင်းမှာအာကိုရသည်တဲပေါ်ခုံတက်ခါအမိုးထောက်တစ်ခုကိုဆွဲဖြုတ်ပြီးကျွန်တော်အားပြစ်ပေး၏ လေးပေါ်ဝဲတက်လာသည်အမိုးထဝပြတ်တူအားကျွန်တော်ခုံဖမ်းလိုက်ပြီးချိန်မှာဖြောင်းဝှစ်ဖုံမဲမဲမြင်ရဆွရိုက်တော့ခနာတွင်ပင် လူနှစ်ယောက်လဲကြသွား၏ခေါင်းဆောင်ဖြစ်သူမှာတနတ်အရသာကို တော်တော်အကြိုက်တွေ့ထားသူထင်၏တနတ်အားပန်းချုံထဲတွင် အသေးအတန်လိုက်ရှာနေသည် တွေ့မသွားခဲ့ပါ ့ကိုဥလီတောင်ဝင်ထိန်လိုက်သည်နှစ်ယောက်ဘေးထွက်ပြီးချိန်မှာကြံနှစ်ယောက်ကိုလှမ်းကြည့်တော့အာကိုရှိနေပြီဖြစ်၏ဘဲချိန်ကလေးကထုတ်လိုက်မှမသိတော့ဓမြောင်တိုးနှစ်လဲဒါပေမဲ့ကျွန်တော်ထံအရင်ကိုပြီးဝင်မလာရဲ့ပါကျွန်တော်ကင်ထားသောဝက်ပြတူကလက်တစ်ဖက်ကြောကြောလောက်ထိရှိနေသည် နောက်ပြီးသူတို့ရှေ့မှာပင်လူနှစ်ယောက်ကိုလှဲသိမ့်ထားသည်မဟုတ်ပါလားသူတို့မဝင်ရဲတော့လဲကျွန်တော်ကတော့ဝင်ရပေမည်ကျွန်တော်မှာအချိန်မရှိရှေ့တလန်းတိုးပြီးနီးစက်ရတယောက်ကိုအုပ်ရိုက်ချတော့သတိရှိနေသည်မို့တကောင်သားကငုံရှောင်သည် ရိုက်ချက်လွဲသွားတာကိုအခွင့်ကောင်းယူပြီး နောက်တယောက်ကဓာတ်နှင်ဝင်ပဲ့၏ တွေးပြီးသားမို့ကိုကိုရုပ်ပြီးလှဲ့ကန်တော့အလိုကြီးသူ အရာနေသွားသည် ရင်ဝါကိုခြေဆောင်ဝင်သွားရာနှစ်လံလောက်လွင်ထွားသွား၏ထုံအခါတွင်ကြံသောတယောက်ကိုကျွန်တော်မဲရိုက်လိုက်ပါသည်ဥလေးတောင်းစီမျက်လုံးတစ်ချက်ရောက်တော့သူတပြန်ကိုတပြန်လက်ချင်းပေမို့ဥလေးတောင်းပွဲသိမ့်ဖို့မလွယ် ကျွန်တော်ကတော့ရှေ့ကိုတလန်းပြီးတလန်းတိုးကဒုတ်ချက်တွေတစ်ချက်ပြီးတစ်ချက်ဒါတော့တကောင်သားကဓမြောင်တို့လေးနှင့်ကြောက်ကန်ကန်ခုကန်နေသေး၏ကျွန်တော်ရိုက်ချက်တွေစိတ်တထက်စိတ်လာပြီးနောက်မှာတော့ပွဲသိမ်းရန်မလိုတော့ဒါပေမဲ့ရှေ့ကိုသာမဲပြီးနောက်ကျောကို ကျွန်တော်တရီမထားမိခဲ့ပါ တကြိမ်တွင်ဘဲဘဲပောင်းလဲမှာပူကနေဖြစ်ပြီးကျွန်တော်ဒူးထောက်ခါကြာသွားသည်သွေးဆွန်သွားသောဓမြောင်လေးတစ်ချောင်းခန်းလန်းလန်းကိုလွင့်စင်သွား၏နောက်ကြောမှလွတ်ပြစ်လိုက်သောဓမြောင်ငယ်ကကျွန်တော်၏ကြွက်သားတစ်ချောင်းကိုလှီးဖြန့်ပြစ်လိုက်ခြေပြီနောက်တော့လှဲကြည့်တော့ခြေဆောင်တန်ခတ်ထားရသူကကျွန်တော်စီပြေးလာနေသည်ကိုမြင်ရ၏ အလင်အပြောင်းမှာမြန်လာသည်ကျွန်တော်သတိတစ်ချက်သာလွတ်သွားခဲ့တာပါဒါပေမဲ့ပြန်ရလိုက်သည့်အကျိုးမြန်မှာကဖြောင်းကလေးခြေကန်ချက်ကြောင့်လူကလဲထွက်သွားသည်ပြီးတော့နှာနှုတ်ကိုဖြတ်ကန်လိုက်သည်နောက်တစ်ချက်ဖြောင်းဦးခေါင်းတစ်ခုလုံးစူးရှာမွန်ကျက်သွားပါသည် ပါပြင်ပေါ်နှာခေါင်းသွေးတွေဖြာကျသွားသည် ။တရင်က အသက်ရှူမရနိုင်အောင် အတွင်းမှာမုန်းသွား၏။ဒါပေမဲ့တရီတော်မလို့သည်။လာရောက်နားဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေ။